မဂျစ်ချက်စကူကူမှာဖိုဘူဟီယိုတွေကိုဟိုက်ပါထားပြီးကစားတဲ့အခါအကွတ်မှတ်ရေးချယ်မှုကနိုင်ပွဲကိုဆုံးဖြတ်ပေးနိုင်ပါတယ်။ဒီဗီဒီယိုမှာတော့ဖိုဘူဟီယိုကောင်းချင်းစီအတွက်အကောင်းဆုံးနဲ့အလိုက်ဖက်ဆုံး equipment တွေကိုပြောပြပေးပါမယ်။အားလုံးပဲမင်္ဂလာပါ။ MJ Gaming ကနေပြန်လည်ကြိုဆိုပါရစေ။ပထမဆုံးဖိုဘူဟီယိုကောင်းဖြစ်တဲ့လင်းအတွက်ပြောပြပေးပါမယ်။လင်းကို Swordsman နဲ့ Dragon Alder တွဲဖက်ပြီးကစားရတယ်လို့ Astro Power Crystal ရရင်လည်း ဆွတ်မန်နဲ့အစတိုဘာဝတွဲပြီးကစားကြပါတယ်။သူ့အတွက်အကောင်ဆုံး equipment ကတော့ WAS Hasclaw နဲ့ Winter Crown ပါ။ Hasclaw နေရာမှာ Player Display ကိုလည်းဓာမိပို့ထွက်ဖို့ထည့်လို့ရပါတယ်။နောက်ထပ်ဆွတ်မန်တကောင်ဖြစ်တဲ့ Nolan အတွက် equipment ကလည်းလင်းနဲ့အတူတူပါပဲ။ WAS Hasclaw နဲ့ Winter Crown တို့ပါ။ နိုလန်ကိုတော့အဲရိုဒီရှိုနဲ့ဆွတ်မန်ကစားလို့ရတယ်လို့အစတိုပါဝါနဲ့ဆွတ်စမန်လည်းကစားကြပါတယ်။နောက်ထပ်ကတော့မစ်ရီဖြစ်တဲ့ပဇာနာနဲ့ခရီတာပါ။ပဇာနာကိုတော့မေ့ချ်စတာဂေဇာနဲ့နီကရိုဂီကွဲကစားကြပါတယ်။ခရီတာကိုတော့နီချာဆပင်းနဲ့မေ့ချ်တွဲကစားပါတယ်။သူတို့တို့အကောင့်ဆုံး equipment ကတော့ Inchadet Talisman Holy Crystal နဲ့ ဝင်းနာခရောင်းလိုပါပိုလီခရစ်စတန်နေရာမှာ ice cream 1နဲ့ glory 1လိုကိုလည်းတက်စင်နိုင်ပါတယ်နောက်တော့ pogo hero ကတော့ lunos ပါ astro power နဲ့ star geza တွဲကစားကြသလို mage နဲ့ star geza လည်းကစားလို့ရပါတယ်သူ့အတွက်အကောင်လုံး equipment ကတော့ ice cream 1 power band နဲ့ဝင်းနာခရောင်းလိုပါ power band နေရာမှာ glory 1ကိုလည်းတက်စင်လို့ရပါတယ်နောက်ထပ်ကတော့ရေးပါ နော်သန်ဘေးနဲ့စတားဂေသာတွဲကစားကြသလိုမေ့ချ်နဲ့စတားဂေသာလည်းကစားကြပါတယ်။သူ့အတွက်အကောင်းဆုံး equipment ကတော့ Glory 1, Ice Queen 1နဲ့ Power Bat တို့ပါ။ Wobble Master ဖြစ်တဲ့တမ်းမှုကို The Inferno နဲ့တွဲကစားကြပါတယ်။နောက်ပြီး Crystal ရရင် Wobble Master နဲ့ Astro Power ဒါမှမဟုတ် Wobble Master နဲ့ Moonian Blade တွဲဖက်ပြီးလည်းကစားကြပါတယ်။သူ့အတွက်အကောင်းဆုံး equipment ကတော့ Husk Claw, Golden Step နဲ့ War Astro ပါ။ ခရစ်စလာကိုတော့ဒန်အင်ဖာနိုနဲ့ဒီဖန်လာတွဲကစားကြပါတယ်။ခရစ်စလာအတွက်ကတော့ဒိုမင်းနဲ့အိုင်ပလေးအာမာနဲ့အင်မိုဒလေတီတို့ဖြစ်ပါတယ်။နောက်တစ်ကောင်ကတော့ဂွန်နီဘာရီပါ။ဘရူဆာနဲ့မွန်နီယန်ပလေးတွဲကစားကြပါ။ဂွန်နီဘာရီတို့ရဲ့အကောင့်လို equipment ကတော့ feather တော့ heaven golden stand နဲ့ winner crown တို့ပါ။ melissa ကိုတော့ maxman monia blain ကစားကြသလို ဆန္ဒကြီး၃ခုပါတဲ့ဟီးရိုးဖြစ်တာမို့ဘောနက်တစ်စီးနဲ့လည်းကစားကြပါတယ်။သူ့အတွက်အကောင့်ရဲ့ equipment ကတော့ Hasclaw, Golden Stamp နဲ့ Demon Hunter ဆွတ်ပါ။နောက်ဆုံး4ခုဟီးရိုးကတော့ Cloud ပါ။ Maxman, Dunless နဲ့ Low Speaker တို့တွဲကစားကြပါတယ်။ Cloud တွက်ကတော့ Demon Hunter ဆွတ် Golden Stamp နဲ့ Special Equipment ဖြစ်တဲ့ Handy Revolver တို့က WAS ကလည်း Cloud တွက် Life Fat နဲ့ Equipment တခုဖြစ်ပါတယ်။ ဒါလို့ဆို Fogo Hue တွေအတွက်အကောင်းဆုံး equipment တွေကိုတည်သွားလာပါပြီ။ဘယ် Fogo Hue ကို Hyper Tag ကစားရတာအကျိုက်ဆုံးလဲဆိုတာ comment မှာပြောပေးသွားပါအောင်။ဗီဒီယိုလေးကိုကြိုက်တဲ့ဆိုရင် like and share လေးလုပ်ခဲ့ပေးပါ။ဒီလိုမျိုးဗီဒီယိုလေးတွေတင်ပေးသွားမှာမို့ MJ Gaming YouTube Channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့။